ကဲပရိသတ်ကြီးတို့ရေယုစီဖလိုက်ဝေတန်ရဲ့ဂုတ်ကြီးဖြစ်တဲ့ DJ ကိုရိုင်းကတော့အခုလက်ရှိဖလိုက်ဝေတန်ရဲ့ချန်ပီယံကြီးဖြစ်တဲ့ဘန်ဒူဂျာနဲ့ကျွန်တော်တို့ရဲ့ချန်ဖိုက်တာဂျောရှွာဘန်တို့ရဲ့ထိုးပွဲကြီးမှာဂျောရှွာဘန်ကအနိုင်ရလိမ့်မယ်လို့စတင်ခမ်းမလိုက်ပါပြီဗျာဘလောက်တစ်ထိအားရဖို့ကောင်းတယ်လေအဲ့ဒီမှာသာချီတော့ဗျာ 2025မှာတကဘာလုံးဝအောင်အောင်သိအောင်လုပ်ပြမယ့် fighter ထွက်ပေါ်လာမယ်ဆိုရင်အဲ့ဒါကမြန်မာပြည်ပွား fighter ဖြစ်တဲ့ Joshua ဘာမဲဖြစ်လိမ့်မယ်ဆိုပြီးတော့ DJ ကတော့ပြောလာပါပြီ။ဘန်တိုဂျာနဲ့ထိုးရိတ်ကသူကအနာကိုကပ်ဖို့ကြိုးစားမယ်။တစ်ဖက်ကအလုတ်ကိုစောင့်မယ်။ မိမိတဲ့အချက်ကိုပြောရရင် Brandon Reber နဲ့ထိုးတဲ့ပွဲမှာထက်ပန်းတို့ချာနဲ့ပွဲမှာချပြလာမေး Joshua Man ရဲ့ striking ဆွမ်းဆောင်ရည်ကပိုပြီးတိကျလာလိမ့်မယ်ဘာလို့လဲဆိုတော့ rover ကစားတဲ့ပုံစံကအငြိမ်မနေဘူးတောင်လက်သီရီစက်တိုက်ထုတ်သုံးပြီးတာနဲ့ဘေးကိုရှောင်ထွက်တယ်ပန်းသူကြားလဲအလုတ်ရွနဲ့ကစားတာပါပဲဒါပေမဲ့သူလှုပ်ရှားတဲ့ပုံစံကထိတ်တောင်းရဖို့ဥတည်လှုပ်ရှားတာ rover နဲ့မတူပါဘူးဗျာ ဘာလို့ဘိုင်ရဲ့ striking ပုံစံကဘူပြီးတိကျမေးလို့ခန်းစားမိတယ်လဲဆိုတော့ပန်သူကြာကဘယ်ကွက်ကိုဥတည်မဲဆိုတာသူ့ဘက်ကအပိုင်တွက်ထားလို့ရတယ်လीအဲ့ဒီတော့အခွင့်အရေးရရင်ဝုံဝုံတိုင်းတိုင်းလုပ်မေးသုံးထုတ်မေးလှဲပတ်ကစားမေးအခွင့်အရေးမြင်တာနဲ့ဝင်ချိန်မေးစိတ်ထဲမှာတော့ပန်သူကြာပဲစားသွားမှာပါဒါပေမဲ့မသိစိတ်ကဖြစ်နေတာကဒီနေ့မှာတကဘာလုံးကိုအံ့ဩသင့်အောင်လုပ်ပြမဲ့သူပေါ်လာမှာဆိုရင်တော့အဲ့ဒီ fighter ကပန်သူကြာနဲ့ပွဲမှာထိုးမေးပန်မဲ့ဖြစ်ပါလိမ့်မေးအရွယ်ငယ်သေးတဲ့လက်တီတွေကတွက်လက်လုံးနေသုံးပြန်ပုံမြင်တဲ့အပြင်အကွာ ဝေးတွတ်တာလေးတိကြတာပါသူရဲ့လက်တီထိုးချက်တွေကဘလောက်ထိထိပြင်းလဲမသိပါမယ့်အချိန်ရေတော့အများကြီးထီအောင်ထိုးပြနိုင်ပါရီသူအနာဂတ်ကသေချာဘောက်ကိုထွန်းတောက်အောင်ပါဆိုပြီးတော့ကိုကြီးဖြစ်တဲ့ DJ ကိုရိုင်းက Joshua မကဒီပွဲမှာသူရဲ့မသိစိတ်ကနိုင်မင်းဆိုပြီးတော့ချီနေမိချောင်းကိုပြစ်တတိကိုပြောပြလာခဲ့ပြီလေဖြစ်ပါရယ်နော်တကယ်ကိုပဲအားရဖို့ကောင်းပါရယ်ဗျာ